အီစတိုဂျင်ဆိုတာကစတီရိုက်တပောင်စုတစ်ခုဖြစ်ပြီးတော့အမျိုးသမီးတိုင်းအတွက်လိုအပ်တဲ့ဟော်မုန်းတစ်မျိုးပဲဖြစ်ပါတယ်။အရွယ်ရောက်ပြီးသားအိမ်နောက်တဲ့အမျိုးသမီးတယောက်အားဆိုလို့ရှိရင်တနေ့တာမှာအီစတိုဂျင်ပမာဏ5မီလီဂရမ်လောက်လိုအပ်နေပါတယ်။ခြားသည့်သွေးစင်းနေတဲ့ကာလတွေသွေးဆုံးနေတဲ့အချိန်သွေးဆုံးပြီးသားကာလတွေမှာဆိုလို့ရှိရင်ဒီအီစတိုဂျင်ပမာဏကအခုပမာဏထက်ပိုပြီးတော့လိုအပ်နေပါရဲ့နော်။ခန္ဓာကိုယ်မှာအီစတိုဂျင်ပမာဏကလိုအပ်ထက်ပိုနေမယ်ဒါမှမဟုတ်ညော့နေမယ်ဆိုလို့ရှိရင်ဒါကိုဟော်မုန်းမညီမျှဘူးလို့ပြောကြပါတယ်။ ခနာကိုမှအီဆိုချင်ပမာဏကလွမ်းနေပြီဆိုလို့ရှိရင်မရထားရတာမအီမသာဖြစ်လာမယ်အသားအီမှာအနီစင်းကြောင့်နေပေါ်လာမယ်အဲ့ဒါအပြင်ကိုယ့်အသားအရေကပူဆက်ပူလောင်ဖြစ်တာမျိုးခစားရနိုင်ပါတယ်နော်။နောက်ထပ်အီစတိုဂျင်ပမာဏကပိုနေပြီဆိုလို့ရှိရင်လည်းရင်သားကိစ္စနဲ့ဆက်စပ်တဲ့တခြားယောဂတွေဖြစ်လာနိုင်တာကိုသိရပါရဲ့ရှင်။ဈေးညင်းဝင်ပဲပိဆက်ခေါ်ပဲပုံပဲကလေးပါပဲထောပတ် ောက်တစ်ခုကကြတော့ပဲငယ်ပဲငယ်ပြားရည်ဒါတွေဟာဆိုလို့ရှိရင်လည်းအီထရိုဂျင်ရရှိတဲ့အရင်းမြစ်တွေပဲဖြစ်ကြပါဗျ။ဒါတွေပဲလို့ဆိုရလည်းမဟုတ်သေးပါဘူး။ပဲပိစက်ခပဲပိကနေပြီးတော့လှုပ်ထားတဲ့ပဲတင်ခြင်းပဲဟောက်ဆွဲတွေဟာဆိုလို့ရှိရင်လည်းအီထရိုဂျင်ရရှိတဲ့ဖြစ်စစာတစ်ခုအဖြစ်သုံးလို့ရပါတယ်နော်။နောက်တစ်ခုအနေနဲ့ကကြတော့ phyto estrogen လို့ခေါ်တဲ့သဘောဝပင်နေရနေပြီးရရှိတဲ့ estrogen တွေကိုကြတော့အခုပြပြမယ့်အစားအသောက်တွေကနေပြီးရရှိပါတယ်เนาะပထမဆုံးအစားအစာလေးကကြတော့တခြားမုံလားထားမုံမူလားဦးအနီလုံးလေးတွေပါ တခြားမောင်ကဒါမှမဟုတ်မလောက်အနီလုံးလေးတွေရာဆိုလို့ရှိရင်ဖိုက်တိုအစ်စတိုဂျင်ပမာဏတက်တွေကကျော်ဝစွာပါဝင်နေပြီးတော့သူကခန္ဓာကိုယ်မှာဟော်မုန်းမင်ညာတွေကိုထိချုပ်ပေးပါတယ်။ဒါရင်ပဲလို့ဆိုရလည်းမဟုတ်သေးပါဘူး။တခြားမောင်ကဆိုလို့ရှိရင်အသားရေလှပအောင်လည်းအထောက်ပံ့ပေးပါရနော်။နောက်တစ်ခုအနေနဲ့ကကြတော့မော်လာဦးအနီပဲဖြစ်ပါတယ်။မော်လာဦးအနီခေါ်မော်လာဦးရှိလေးတွေရာဆိုလို့ရှိရင်ရှမ်းပြည်နယ်မှာတော့သူတို့ကိုခတ်ကျုပ်လို့ခေါ်ကြပါရနော်။ ီမွန်လာဟုတ်ညီမလည်းအီဆိုဂျင်တက်တွေကကြွယ်ဝစွာပါဝင်တဲ့အပြင်လူသားတို့ကိုအကျိုးပြုနေတဲ့ဒရိုးစံကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့မဟာမိုးအတွက်လိုအပ်ချက်တွေကိုဖြစ်စေပေးနိုင်ပါတယ်နော်။ဒါပေမဲ့လည်းဆိုမဟုတ်သေးပါဘူး။ဒီမော်လာဟိုအနီရှိရာဆိုလို့ရှိရင်အသားအိမ်ပေါ်မှာရှိတဲ့အနီစင်းချောင်းတွေကိုလည်းတက်တာစီပါတယ်နော်။နောက်ဆက်ဆောင်တော့ပေးတဲ့အစားအစာတွေတကူကကြတော့သခွားသီးပဲဖြစ်ပါတယ်။သခွားသီးမှာဆိုလို့ရှိရင်အီဆိုဂျင်ဓာတ်တွေဟာကြွယ်ဝစွာပါဝင်နေပါတယ်နော်။ ဒါကြောင့်မို့လို့အစိမ်းအောင်ကျေတခွားဒီလေးကိုနွေရာသီတင်မကပါဘူးဥတုရာသီတစ်နှစ်ပတ်လုံးက73ပြည့်တင်ပါရယ်နော်နောက်တစ်ခုအနေနဲ့ကတော့တို့ဦးပဲဖြစ်ပါတယ်ပဲပီးဆက်ခေါ်ပဲနိုးနဲ့ပြုလုပ်ထားတဲ့တို့ဦးတွေရာဆိုလို့ရှိရင်အဆီတက်ပါဝင်မှုနေပါတဲ့အပြင်အစ်စတိုဂျင်ဓာတ်တွေကျွဲဝါစွာပါဝင်နေပါရယ်နော်ဒါကြောင့်မို့လို့ခန္ဓာကိုယ်မှာဟော်မုန်းတွေကိုထိန်းချုပ်ပေးတဲ့အတွက်ကြောင့်မို့လို့တို့ဦးပြူလေးတွေကိုမစားဘဲနဲ့တော့မင်းသိမှာအောင်နော် နောက်ဆုံးအချက်အလက်တွေကကြတော့ပဲလို့ရေပဲဖြစ်ပါတယ်။ပဲပေးဆက်ခေါ်ပဲပုံးနဲ့ပြုလုပ်ထားတဲ့ပဲလို့ရေလေးရာဆိုလို့ရှိရင်အစ်ဆိုဂျင်ဓာတ်တွေကျွေးဝါးစွာပါဝင်တဲ့အပြင်တန်တန်နဲ့ကယ်ဆီယမ်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့အထူးသဖြင့်သွေးအားနည်းတဲ့သူတွေ၊သွေးဆုံးနှုတ်မဲ့အမျိုးသမီးတွေနဲ့သွေးဆုံးပြီးခါစားအမျိုးသမီးတွေရာဆိုလို့ရှိရင်နေ့စဉ်သတ်သုံးပေးသင့်ပါတယ်နော်။အခုပြောပေးခဲ့တာဆိုရင်တော့ဖြင့်အမျိုးသမီးတွေအနေနဲ့ဘာတွေကိုအဓိကထားပြီးတော့ပို့ပြီးတော့စားသုံးသင့်လဲဆိုတာကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလေးရာဆိုရင်တော့ဖြင့်နောက်ထောင်ပြည့်တဲ့သူတွေဖို့လည်းအကျိုးရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ဒီလိုမျိုးစက်မိုင်းရည်နဲ့ပတ်သက်တဲ့ဘိုးဒူတာဗီဒီယိုတွေကိုနောက်လည်းတင်ဆက်မှာပြောတဲ့ကြောင့်မလို့ဆောင်းမြော်ပြီးအယူအပြေးကြပါအောင်နော်ပိတ်သက်တဲ့အားလုံးနေကောင်းကျန်းမာပါစေလို့ဆုတောင်းနေတယ်ကျွန်မရဲ့ဗီဒီယိုလေးကိုဒီကောချလိုက်ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်